MCDN ပြည်သက်များမင်္ဂလာပါခင်ဗျာကိုကျန်ရစွာပြီး2025ခုနှစ်ဒီဇင်ဘာလ6ရက်နေ့ MCDN ရဲ့ပြည်တွင်းသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကပြည်သူများအားလူမဆန်စွာကိုလက်အင်ကဖြတ်တောက်နှိပ်စက်ပြီးလူသားတိုင်းအဖြစ်တလားကြာဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းပုဂ္ဂိုလ်ကပေါ့မြူနယ်မှာစစ်ကော်မရှင်စစ်ကြောင်းကပြည်သူတွေကိုတလားကြာလူသားတိုင်းအဖြစ်ဖမ်းဆီးထားပြီး ကိုလက်အင်ကဖြတ်တောက်နှိမ့်ဆက်ခဲ့တယ်လို့မကွေးတိုင်းပကဖကထုတ်ပြန်ထားပါတယ်။အော်တိုဝါလာ29ရက်နေ့မှာပေါင်းမြို့ခြေဆိုင်ကဘာဆာ24ကထွက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းဟာပေါင်းမြို့နယ်အနောက်တောင်ဘက်တဲပင်ရွာနဲ့မကြီးကုန်းရွာကိုရောက်လာပြီးပြည်သူလေးဦးအားဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။အဲဒီပြည်သူလေးဦးအားစစ်ကော်မရှင်စစ်ကြောင်းကနှိမ့်ဆက်စစ်ဆေးခဲ့ပြီး၃ဦးကိုလက်နောက်ပြန်ကျုပ်တုတ်ကလက်နက်ဖက်စလုံးမှလက်ညှိုးတွေကိုတက်တုံးမော်တင်ကဖြတ်တောက်ခဲ့တယ်လို့သိရပါတယ်။ ဒါပြင်နှိမ့်ဆက်စစ်စစ်နေချိန်မှာပြီးသူတူအားစကားထစ်တယ်လို့ဆိုကနရွက်ကိုဖြတ်တော့ပစ်ခဲ့ခြင်းမျိုးကိုပါကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီလိုလူမဆန်စွာနှိမ့်ဆက်ခဲ့တဲ့ပြင်ပေါ့မြွနယ်မြောက်ပိုင်းကိုစစ်ကြောင်းထိုးရာတခြားမှာလူသားတိုင်းဖြစ်ဖမ်းဆီးသွားခဲ့ပြီးရှေ့မှဆေးလွတ်ခြင်းများကိုကျူးလွန်ခဲ့တယ်လို့သိရပါတယ်။အဆိုပါပြည်သူများကိုနိုဝင်ဘာလ29ရက်စစ်ကော်မရှင်စစ်ကြောင်းငဖောင်းကဲကြေးရွာကိုရောက်ရှိချိန်မှာအသက်မသေးသေးတာကြောင့်ပြန်လွတ်ပေးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ကိုရကတင်ဆက်ပေးနေတာကတော့တပိတ်ကောင်းဆောင်3ဦးဆန္ဒပြခဲ့တဲ့မန္တလေးကမနက်ခင်းဈေးကိုစစ်ကောင်မရှင်ဖျက်ဆီးပြီးဈေးတဲ့တူဖမ်းဆီးခင်ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မန္တလေးမြို့ချမ်းရည်တာဆန်မြို့နယ်ဈေးကြိုနေရှိကိုင်းတန်းဈေးမနက်ခင်းဈေးကိုတပိတ်ကောင်းဆောင်3ဦးကဆန္ဒပြခဲ့ပြီးတဲ့နောက်စစ်ကောင်မရှင်တပ်ကဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေထံကနေသိရပါတယ်။ဒီဇမလ3ရက်မနက်စောပိုင်းကအဲ့ဒီဈေးနေရာမှာဒေါက်တာတေဇာဆန်းကိုခန့်ဝေဖြူကိုနန်းလင်းတို့3ဦးနဲ့တပိတ်ရဲဘော်တွေကရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြခဲ့ကြတာပါ။ တရိတ်ကောင်းဆောင်တွေကဈေးတွင်းလက်ကန်းစားဆောင်တွေဖြန့်ဝေကရွေးကောက်ပွဲကိုဆန့်ကျင်ကြဖို့နဲ့ဒီဇင်ဘာလ10ရက်နေ့မှာတနိုင်ငံလုံးအတန်တိတ်သပိတ်လုံးမှာဖြစ်တာကြောင့်ပြည်သူများအားပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းခဲ့ပါတယ်အဲဒီလိုဆန္ဒပြခဲ့ပြီးတဲ့နောက်ဒီဇင်ဘာလ၄ရက်နေ့မှာအလဲပိုင်းစစ်တနာချုပ်တိုင်မူဗမုချုပ်တင်မင်းလက်ကအဲ့ဒီဈေးဆိုင်တန်းနေရာကိုဖျက်ဆီးခိုင်းခဲ့ရမှာစစ်တပ်နဲ့စီပင်းအင်အား၃၀၀ခန့်နဲ့ည၁၀နာရီခန့်မှာဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ် ဓာပြင်ဈေးတွေကိုလည်းပိတ်ထားခိုင်းခဲ့ပြီးဈေးတယ်မြို့သမီးတူကိုလည်းဆန္ဒပြချိန်မှာလက်ဆုံးချောင်းထောင်းခဲ့တယ်လို့ဆိုကာဖမ်းဆီးသွားခဲ့တယ်လို့သိရပါဗါးအဲ့ဒီဈေးတန်းဖြတ်စည်းခြင်းကိုချမ်းရည်သာစင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းနှောင်းဝင်းဘုံမှုအေးလင်းထွန်းနဲ့မြို့နယ်ရဲတပ်ဖွဲ့မှရဲမှုမျိုးနိုင်တို့ကဦးဆောင်ခဲ့တာဖြစ်ပြီးအ ਨੇ စုံဆိုင်ကန်း90ခန်းဖြတ်စည်းခံခဲ့ရတယ်လို့ဆိုပါတယ်ဆန္ဒပြပွဲပြုလုပ်ချိန်ဟာပြည်ဦးလီမြို့မှာစစ်ကောင်းဆောင်မင်းအောင်လိုင်ကစစ်တပ်နှန်းစင်ပွဲတက်ရောက်ကစကားပြောနေခြင်းဖြစ်တာကြောင့် မန္တလေးမြို့နယ်မှာ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ဂျာကပြုလုပ်သွားခဲ့တာလည်းဖြစ်ပါလေခင်ဗျာဆလဘီဖားကံမှာလက်နဲ့ကြီးကြီးထိမှန်ပြီးကလေးတူတန်ရတဲ့တရင်ကိုလည်းတင်ဆက်ပေးပါမယ်။ကချင်းပြည်နယ်ဖားကံမြို့နယ်တွင်စစ်ကောင်စီတပ်များစစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာတဲ့အတွက်ဒီဇင်ဘာလ၄ရက်နေ့ညနေ6နာရီခွဲကနေရနှစ်ခုမှာထိတွေ့တပ်ဖွဲ့များပြန်လည်ဖြစ်ပွားခဲ့ကြောင်းဒေသတွင်နေရသိရပါဗျ။အင်းမြတာရအုပ်စုညောင်မင်ကုန်းနဲ့မော်စီစာတောင်ပေါ်ဖုန်ကြီးကျောင်းအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတနအိကကြောင်းမြင့်ခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာလ9ရက်နေ့မနက်9:00ခန့်မှာလဲမော်စီစာဆေးရုံဟောင်းနီးမှာစစ်ကောင်စီတပ်ရှက်နီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့အင်အား100ခန့်ရောက်ရှိနေတဲ့အတွက်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီတပ်ကပစ်ခတ်တဲ့လက်နက်ကြီးကြီးတခု မော်စီစာကြီးရွာတွင်ကြားရောက်ပေါက်ကွဲခဲ့ပြီးအသက်၁၂နှစ်အရွယ်မောင်ဖုံးမြက်ဆန်းဆိုတဲ့ကလေးငယ်တူပေါင်ချမ်းမှာထိမှန်တရားရခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ အခုတခါပခုတ်ကူပဲစစ်ကြောင်းထိုးနေတဲ့တပ်မ69လက်အောက်ခံတပ်တွေကိုမိုင်းဆွဲတက်ခဲ့ပြီးဖမ်းဆီးထားတဲ့ရဲသားနှုတ်ဦးကိုကယ်ထုတ်တဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါလေ။မကွေးတိုင်းပခုတ်ကူခရိုင်နယ်စစ်ကြောင်းထိုးလာတဲ့မိတ်တီလာအခြေစိုက်တပ်မ69လက်အောက်ခံတပ်တွေရဲ့စစ်ကြောင်းကိုမိုင်းဆွဲတက်ခဲ့ပြီးဖမ်းဆီးခေါ်ဆောင်လာတဲ့ရဲသားနှုတ်ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုကထုတ်ပြန်လာပါဗျာ။ တမ69လောက်ခန့်ချင်းမြတ်တရင်တွေဖြစ်တဲ့ခမရ41ကို41နဲ့41ကိုတရင်တွေကစစ်တပ်စစ်ကြောင်းကိုတွန်လိုင်းတက်တွေကပျောက်ကြားစနစ်နဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ကမ္မတပ်ပေါင်းစုတွေအနေနဲ့ရန်သူစစ်ကြောင်းကိုပခုတ်ကူမြို့နယ်အတွင်းမိုင်းဆွဲတိုက်ခိုက်တာတွေရှိတယ်လို့မြိုင်းနယ်အဆက်မှာ၄ချိန်တိုက်ခိုက်ခဲ့တယ်လို့အသိပေးပါတယ်။ ရောင်ကျက်ပင်ပြူစကန်းဒီမှာစေအုပ်စုရင်တစည်းကိုကမ္မတပ်ပေါင်းစုကမြိုင်ပကဖနဲ့ပေါင်းပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်မှုတွေရှိခဲ့ပြီးဖမ်းဆီးခံရတဲ့ကမ္မမျိုးအမှတ်3ရပ်ကွက်ကအရသာ2ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့သိရပါဗျ။ဒီဇမလ4ရက်နေ့ကပခုတ်ကမျိုးနဲ့ကန်တော်ချေးရွာနီမှာစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာဆိုရင်စစ်သား2ဦးသေဆုံးသွားတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ ဒီတိုက်ခိုက်မှုတွေကိုမကွေး PDF မြိုင်ပကဖပေါ့ပကဖဒေသတွင်းတပ်ပေါင်းစုတွေပခုတ်ကူခိုင်လိုကဲတရင်ပခုတ်ကူခိုင်စစ်ကြောင်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါလေခင်ဗျာအခုဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့ကီရူမနီတောင်ကူလေစိတ်ကိုဝရဇိန်တပ်ဖွဲ့က FPV drone များနဲ့တိုက်ခိုက်တဲ့သတင်းပဲဖြစ်ပါတယ်။မကိုတိုင်းတောင်ကူမြို့ရှိလေကြောင်းရံကာကွယ်ရေးအစင်းစင်ကာကွယ်ထားတဲ့ကီရူမနီတောင်ကူလေစိတ်ကို FPV drone တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒီဇင်ဘာလ၄ရက်မနက်၈:၅မိနစ်မှာ Operation Thunderbolt စစ်စင်ရေးအဖြစ်အစစ်မြစ် FPV အသေးခံ drone ၄စီးနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ drone ၄စီးဟာစစ်ကော်မရှင်ရဲ့လေကြောင်းထင်းသိမ်းမျှော်စင်နဲ့ဂျမားထားရှိတဲ့နေရာတွေကိုတိကျစွာတိုက်ခိုက်နိုင်ခဲ့ပြီးဂျန်နစီးကတော့ရာသီဥတုအခြေအနေကြောင့်ပြစ်မှတ်ကိုလွဲချော်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုတွင် drone တိုက်ခိုက်မှုမှာကာကွယ်ရန်တပ်ဆင်ထားတဲ့ဂျမားစံများစစ်တိုက်မီလောင်ကျွမ်းခဲ့ပြီးအထိနာသွားတဲ့စစ်ကော်မရှင်တပ်က MI35 နဲ့တံပြန်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီစစ်စင်ရေးကိုဝရဇိန်တပ်ဖွဲ့နဲ့တန်တောင်မြောင်ပိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးမြေပြင်ရဲဘော်များအထူးကဲမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ဆလဘီဖားကံမှာ KIO ရဲတပ်ဖွဲ့ဝင်တအူပြစ်သက်ခံထားတဲ့ရုံလောင်တွေ့ရှိတဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်ပါကဲမြို့နယ်ယူမာကြီးရွာမှာကချင်မျိုးသားလွတ်လပ်ရေးအဖွဲ့ KIO ရဲတပ်ဖွဲ့ရဲ့တူပစ်သက်ခံထားရတဲ့ရုပ်လောင်းကိုတွေ့ရှိခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ။ဒီဇမလ၄ရက်နေ့ညပိုင်းမှာမရှိကတော်နဲ့ယူမာကြီးရွာကြားရှိရွှေချောင်းဆောင်စတိုးဆိုင်ဒီမှာအမျိုးသားတူပစ်ခတ်ခံရပြီးတေဆုံသွားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီရုပ်လောင်းကိုနောက်တစ်နေ့မနက်ပိုင်းမှာ KIO KIA တပ်ဖွဲ့ကလာရောက်စစ်ဆေးခဲ့ရမှာစိတ်မူကြီးရွာနေ KIO ရဲတပ်ဖွဲ့ဝင်အောင်သာဖြိုးခေါ်အောင်တန်းဖြစ်တယ်လို့အတည်ပြုခဲ့ပါဗျ။ ၎င်းဟာလက်နက်ငယ်နဲ့ပစ်ခတ်ခံရတာကြောင့်ညာဘက်လေဘင်းကြီးဖောက်ဝင်တရားနဲ့တေဆုံးသွားခဲ့တာဖြစ်တယ်လို့ယူဆရတယ်လို့ဆိုပါတယ်။ပြစ်သက်ခံခဲ့ရတဲ့နေရာဟာဖားကန်စိတ်မှုသွားတဲ့လမ်းမကြီးပေါ်မှာတည်ရှိပြီးစစ်ကော်မရှင်တပ်နဲ့ KIA KPDF တို့ကြားမကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားလေရှိတဲ့နေရာလေးဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ဆလဘီ မြောက်ပြည်မှာစစ်ကောင်စီတပ် BGF နဲ့ DGB လုံခြုံရေးယူထားတဲ့ကြားပြန့်ဆိုင်များစီးနှင်းဖောက်ခွဲပြီးလုံသား250နီးပါးဖမ်းဆီးခဲ့ရတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ပြည်မြို့တွင်စစ်ကောင်စီလက်အောက်ခံကရင်နယ်ကြားဆောင်တပ် BGF နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DGB တို့ကလုံခြုံရေးယူထားတဲ့အွန်လိုင်းကြားပြန့်တဲ့လောင်းစား site တွေကိုစစ်ကောင်စီတပ်ဖွဲ့ကဒီဇင်ဘာလ၄ရက်နေ့မှာဝင်ရောက်စီးနှင်းခဲ့ပြီးအဆောက်အုံတွေကိုဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။မြောက်ပြည်မြို့အမှတ်3ရပ်ကွက်ရှိကြားပြန့် site တခုနဲ့ကြံကင်းလန့်ရှိ 669ဂိတ်၊ဇဲဘုံဂိတ်၊၃ညဂိတ်၊၁ဂိတ် UK ဂိတ်တို့မှရှိတဲ့ကြားပြန်ရုံးတွေကိုစစ်တပ်ကစီးနှင်းခဲ့ရမှာတရုတ်နိုင်ငံသား25ဦး၊မြန်မာနိုင်ငံသား223ဦးစုစုပေါင်း248ဦးကိုကွန်ပျူတာ82လုံး၊မိုဘိုင်းဖုန်း62လုံးနဲ့ဆက်ဆက်ပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။စစ်ဆေးတွေ့ရှိခဲ့တဲ့အဆောက်အအုံမှာ သုံးထက်အဆောက်အုံ၅လုံးတစ်ထက်အဆောက်အုံ၃လုံးစုစုပေါင်း၈လုံးဖြစ်ပြီးပြန်လည်အသုံးပြုမှုမရှိစေဖို့သုံးထက်အဆောက်အုံတစ်လုံးကိုဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့စစ်ကောင်စီကဆိုထားပါတယ်။စီနေမှုကြောင့်အဲ့ဒီကြားပြန့်ယုံတွေကလုံသား250နီးပါးဟာညာရင်းချင်းဝရုံသုံးကထွက်ပြေးခဲ့ကြတယ်လို့သိရပါတယ်။စစ်တပ်ကစီနေမှုမပြုတ်လို့မီကြားပြန့်စိုက်တွေမှတရုတ်သတင်းများနဲ့ခေါင်းဆောင်တွေကို BGF ဗိုလ်တင်ဝင်းက၎င်းရဲ့တက်နယ်နှစ်ဖြစ်တဲ့တက်ကတိကျေးရွာ BGF စခန်းတဲ့သို့ကားများနဲ့ကြိုတင်ရွှေ့ပြောင်းပေးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့မြောက်ရီအနီးတိုက်ပွဲကြောင့်လက်နက်ကြီးကြီးထိုင်းဘက်ကြားရောက်ပြီးထိုင်းနိုင်ငံသားနှစ်ဦးဒဏ်ရာရကထိုင်းစစ်တပ်ကမိโกဘုံလေးလုံးပြန်ပစ်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မြောက်ရီမြို့နယ်မင်းလက်ပံကျေးရွာနီးစစ်ကောင်စီတပ်နဲ့ KNL ကြားဒီဇင်ဘာလ9ရက်နေ့မနက်7:40မိနစ်40ခန်းကအပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ရာမြန်မာဘက်ကပစ်ခတ်တဲ့လက်နက်ကြီးကြီးများထိုင်းနိုင်ငံဘက်ခြမ်းကိုကြားရောက်ပောက်ကွဲခဲ့ကြောင်းထိုင်းသတင်းတွေကဖော်ပြပါဗျာ။ အဲ့ဒီလက်နက်ကြီးကြီးချရမှုကြောင့်ထိုင်းနိုင်ငံသားအ ਨੇ စုံနှစ်ဦးတန်ရရှိခဲ့ပြီးတဦးဟာတက်ကြီးပိုင်းမျိုးသားတူဖြစ်ကဒဏ်ရာပြင်းထန်ကြောင်းနေင်းများနဲ့မော်တော်ကားများအများပြပျက်စီးခဲ့ကြောင်းသိရပါဗါးအဲ့ဒီနောက်ထိုင်းစစ်တပ်ကမြန်မာဘက်ခြမ်းကိုတရီပေးတဲ့အနေနဲ့မိခိုးဘုံအမြောက်လေလုံပြန်လည်ပစ်ခတ်ခဲ့တယ်လို့သိရပါဗါးလက်ရှိမှာတော့မြောက်ပြည်မြို့နယ်မင်းလက်ပန်းအနီးတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ရာ ထိုင်းဘက်ကျန်းရှိခြေရွာတွေမှာပြည်သူများကိုသတိထားနေထိုင်ဖို့သတိပေးထားပြီးအချို့ကတော့ဘေးလွတ်ရာကိုရွှေ့ပြောင်းနေကြကြောင်းနေဆက်သတင်းရင်းမြစ်တွေကပြောပါတယ်ခင်ဗျာအခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုကိုသည်လူလေးနဲ့ကာဆယ်တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ